ပြူရတာဗျအကျိုးပြူရတာကျွန်တော်လုပ်တဲ့အလုပ်တွေအားလုံးအတိတ်ပဲရှိရဲတိုင်းပြည်ကိုချစ်လို့လုပ်တာဒါပဲလက်ရှိဒီဒလားဒလားမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတဲ့နဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ဒီကနေ့ပြမဆုံးသတင်းတပုတ်အနေနဲ့ဒီဒလားမြမဖြစ်ခဲ့တဲ့ဒီတောက်ရခံကြီးအဲတော့အများပြည်သူသုံးတဲ့တောက်ရခံကြီးမြေဖို့ခံရတဲ့ခရံထုတ်ပေးတဲ့ပုံကိုယ်တွေလည်းခရံထုတ်ပေးတယ်အဲတော့အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်အဲတော့ အများသုံးတောက်ရည်ကန်ကြီးကိုကရန်ထုတ်ပစ်လိုက်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့တစ်ခါမှတော့ကြားကြားလို့တော့မကောင်းပါဘူးဗျာဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာဝင်တွေကဒီတောက်ရည်ကန်တွေလှူရင်ဒါအထုံးမြတ်ကိစ္စအဲ့တော့လွှဲပစ်လိုက်တဲ့သူကလည်းဘာလုပ်လဲဆိုတော့ထုတ်ထုတ်တဲ့ဒီပေးတဲ့လူတွေပဲသိပါဘောဗျာကျွန်တော်တို့သိပါတယ်မပြောတော့ပါဘူးပုံကိုရာကိစ္စတွေပါလာမှာဆိုလို့အဲ့တော့ဆက်ပြီးတင်ပြချင်တာကအဲ့တော့ဒီအပိုင်းမှာကျွန်တော်ဒီဒလားနဲ့တွန်လေးသွားဒလားနဲ့တွန်လေးလမ်းပိုင်းပေါ့အဲ့ဒီလမ်းပိုင်းကိုကျွန်တော်သွားဖို့ရှိတယ်ပြီးရင်ကျွန်တော်ဒလားမြို့ပေါ်သွားဖို့ရှိတယ် ဒါလားမျိုးပေါ်သွားမဲ့ကိစ္စတွေကရခင်ကဒီပေါ်မှာကျွန်တော်တို့အများပြည်သူတွေနေတဲ့နေအိမ်တွေပေါ်မှာဒါလူလူစုကနေဝင်ရောက်ကျူးကျော်တယ်ကျူးကျော်ပြီးတော့ခြံစည်းတွေခတ်တယ်ခြံစည်းတွေခတ်ပြီးတော့ရယူတယ်ပုံစံမျိုးစုံနဲ့ရယူတယ်အဲ့ဒီလူလူစုပဲလက်ရှိဒီဒါလားမျိုးမှာမြေတွေမတရားရယူနေတာလူလူစုရှိတယ်ဒီအုပ်စုပဲနေမယ်လေကျွန်တော်ဒီမှာမပါသေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသတင်းပြောရင်တိကျပဲပြောချင်ပါတယ်။အဲ့တော့နေမယ်လေမပြောသေးဘူး။ပြီးတော့ကျွန်တော်ဒီဒလားနဲ့တွင်သူကကားလမ်းပေါ်မှာကားလမ်းပေါ်မှာရှိတဲ့ဒီလေယာမြေလမ်းမေးဝဲမှာလေယာမြေရှိတယ်။အဲ့ဒီလေယာမြေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီခြံစည်းတွေခန့်နေတာရှိတယ်။ အဲ့ဒီခြံစည်းကိုခတ်မှုတွေကကျွန်တော်တို့တကယ်ဥပဒေနဲ့ညီပြီးခြံစည်းကိုခတ်ကြတာလားဒါမှမဟုတ်ဒေသအာဏာပိုင်တွေနားလည်မှုနဲ့ခြံစည်းကိုခတ်နေကြတာလားဒါမှမဟုတ်လူမိုက်အားကိုးနဲ့ခြံစည်းကိုခတ်နေကြတာလားကျွန်တော်ဒါတွေတွေ့ကြည့်မှဖြစ်ပါတယ်အဲ့တော့ဒီလောက်မိုက်နေတဲ့လူတွေပြခင်ဗျာဖမ်းအကုန်ဖမ်းပြီးတော့ရှေ့တန်းတာပို့ပလိုက်ပြီးတော့ဘလောက်မိုက်လဲမြင်ရတာပေါ့တိတ်မိုက်နေလားပေါ့ဗျာအဲ့ဒီလူမိုက်တွေတိတ်မိုက်နေလဲရှေ့တန်းတာပို့ပလိုက်အဲ့ဒီဒေသမှာတော့ကျွန်တော်ဒီလူမိုက်အားကိုးနဲ့တော့အဲ့မှာလှုပ်ချင်တယ်လို့လုပ်တယ်အဲ့တော့ကျွန်တော်ဒီဒလားမြို့ဒလားဒလားမြို့မှာရှိတဲ့ဒီတေကားပတ်လဲ တေကားရှိတဲ့ဒီရေကန်ကြီးပေါ့ဗျာတေကားရှိတဲ့ရေကန်ကြီးမြေကြီးလောက်ဖိုးတဲ့ခါမှာလဲလူမိုက်အားကုန်းနဲ့မြေကြီးလောက်ဖိုးတာဗျာအဲ့တော့ကျွန်တော်တို့ကဒါလောက်ဒါလောက်ကျွန်တော်တို့ဒီခေတ်ဒီဒီအခြေအနေမှာဒီလူမိုက်အားကုန်းနဲ့အလုံးလို့တာကြီးอ่ะခင်ဗျအဲ့ဒီစနစ်ကြီးကိုရဲရဲဆက်ဆက်ဖြတ်သိမ်းရမှာကျွန်တော်တို့ဆိုအဲ့ညမှာဆိုအဲ့လူမိုက်တွေအကုန်လုံးထောင်လက်ထည့်ပြင်မှာထည့်ပြင်မှာစနစ်တကူကိုဒီလူမိုက်တွေနဲ့ကျွန်တော်တို့ကသွားလို့မှမရတာဗျာဟဲ့လားဒီဒီလူမိုက်တွေအားကိုးတဲ့သူတို့တခါတည်းတခါတည်းခင်ဗျအစွဲပါကျိုးအောင်ရိုက်ရမှာဗျာအစွဲပါကျိုးအောင်ရိုက်ရမှာအဲ့တော့ကျွန်တော်ကတော့ဒီအပိုင်းမှာအဲ့ဒီဒလတုန်လေးသွားကားလမ်းပိုင်းမှာသွားကြည့်မယ် လာလိုင်းတရားလိုင်းတရားနေပြီးတော့ကျွန်တော်ဒီဘက်အဲဒီဘက်ဒီဘက်တွန်ဒီဘက်လမ်းစုံလမ်းစုံကနေပြီးတော့ကျွန်တော်တစ်ဖက်ကိုဒလားဘက်ကိုပြောင်းဝင်မယ်ပေါ့ပြောင်းဝင်ပြီးတော့ကျွန်တော်ဘက်ကိုပြန်လာမယ်ပေါ့အဲ့လိုအခြေအနေတော့ပြင်ထားတယ်သွားကြည့်လာပါဗျာသွားကြည့်လာပါအဲ့တော့ကျွန်တော်တို့ကတော့ရှင်းတယ်နိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ပိုင်တဲ့နိုင်ငံတော်ရဲ့ကျွန်တော်တို့ဒီနိုင်ငံတော်ပိုင်မြေတွေကိုထိန်းသိမ်းရမှာကျွန်တော်တို့လည်းတာဝန်ရှိတယ်ကျွန်တော်တို့ကနိုင်ငံသားတွေဗျာအဲ့တော့မထိန်းသိမ်းတဲ့သူကဘယ်သူလဲကျွန်တော်သွားကြည့်မှာပေါ့သွားကြည့်မှာတကယ်လာမှာနော်ကျွန်ပြောတာတကယ်လာမယ်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ဓာတ်ပုံတွေရိုက်မယ်ရိုက်ပြီးရင်ကျွန်တော်တိုင်းဆူအဖွဲ့ကိုမေးမယ် အဒီမှာချက်စီးကိုခတ်နေတာတွေကတကယ်တော့ဒါဒါစီမူစီမံခွင့်ပြုထားလားတိုင်းရိုက်အစိုးရဘက်ခွင့်ပြုထားတာလားဒါမို့စီပြာလည်းခွင့်မပြုတိုင်းရိုက်အစိုးရလည်းခွင့်မပြုဆိုရင်ဒီလူတွေကဘသူအာဏာအခွင့်အာဏာနဲ့လုပ်နေတာလဲကျွန်တော်သိရတာကတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးလက်ထက်မှာလေယာဉ်မြေတွေကိုကျွန်တော်အခြားသည့်30ခွင့်လုံးဝပြုမထောက်လို့ကျွန်တော်သိရပါတယ်ဒါတော့ရှင်းပါတယ်ကျွန်တော်တို့တည်ထားတဲ့အချက်ပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကတော့ဒီအစိုးရကိုကျွန်တော်ယုံတယ်ဗျာဒီအစိုးရကိုကျွန်တော်ယုံတယ်ဒီအစိုးရကိုချစ်တယ်ဗျာကျွန်တော်ကျွန်တော်အစိုးရမှာကျွန်တော်မချစ်ကျွန်တော်ဘုရားချစ်ရမှာလဲကျွန်တော်အစိုးရကျွန်တော်ချစ်တယ် ချစ်တဲ့ကားကြမှာကျွန်တော်ပြောတဲ့ပြောရမယ့်ကိစ္စလည်းပြောရမှာပဲဗျအဲ့တော့ကျွန်တော်ဒလားနဲ့တူနေပြီးတော့ကားလမ်းမကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ဒီလမ်းမေးဝဲရမှာလမ်းမေးဝဲရမှာကျွန်တော်တို့ဒါခြံစည်းတွေခတ်ထားတယ်လေယာမီတွေမှာလေယာမီတွေဖြတ်ပြီးတော့ခြံစည်းတွေခတ်ပြီးတော့ကျွန်တော်တို့တို့အာလုံလုံနေတဲ့ဟာတွေကျွန်တော်တမုံသွားအိမ်မယ်တမုံရိုင်းမယ်ပြီးတော့ကျွန်တော်ဒီဒလားမျိုးထဲမှာအများပြည်သူကိုဒါကျွန်တော်အတိုင်းကျင်းပြီးတော့မြေယာတွေရောက်ထားတဲ့ကိစ္စတွေအခြေအနေကျွန်တော်သွားပြီးတော့မှတ်တမ်းသွားအိမ်မယ်ယူမင်းကျွန်တော်တိုင်းပြည်ရဲ့အဆူအဖို့အမေမယ်ပြီးရင်နိုင်ငံတော်ဆီအုပ်ချုပ်ရေးကောင်စီ ါအစိုးရဖို့လည်းကျွန်တော်မေးမှာပေါ့ဒါပေမဲ့အဲ့လိုမေးဖို့လည်းရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြီးခဲ့ရက်ကကျွန်တော်ဒီတလားမြို့သားရေကန်ကြီးနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုကျွန်တော်မေးဖို့နေမေးခဲ့ပါတယ်အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒါရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ကမနေ့ကညနေပိုင်းကကျွန်တော်ကိုပြန်ပြီးတော့ကျွန်တော်ရဲ့မေးခွန်းကိုပြန်ပြီးဖြေကြားပေးပါတယ်အဲ့ဒီအရာကိုကျွန်တော်မူရင်းတိုင်းမှာတင်ပြပြီးမှဖြစ်ပါတယ်တလားမြို့ဘူရံပြည်ရက်ကမှရှိတဲ့တောက်သုံးရေကန်ကြီးကိုတဲ့ဒါ ကျွန်တော်မေးတာပေါ့ဗျအနည်း260ခန်းရံထုတ်ပေးတာပြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒါဆက်ဆက်ပြီးကျွန်တော်မေးတယ်ပေါ့မေးတဲ့ကမှာတိုင်းရိုက်အစိုးရဘက်ကကျွန်တော်အချက်လေးချက်နဲ့ပြန်ဖြစ်ပါတယ်တော့တိုင်းရိုက်အစိုးရဘက်ဖြစ်ရဲဆိုပေမဲ့ကျွန်တော်သူ့ရဲ့အောက်မှာဖြစ်ဆိုတဲ့အောက်မှာဒီ YCDC လို့ပါတဲ့အတွက်ဒါကကျွန်တော်တို့ဒါရန်ကုန်မြို့တော်စီပင်ကဖြစ်တာပါတော့ရန်ကုန်မြို့တော်စီပင်ကဖြစ်ရဲလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ပြန်ဖြစ်တယ်ပေါ့ဗျာပြန်ဖြစ်တယ်ပေါ့နံပါတ်1ဒေါ်စစနွယ်အားနဲ့ခွင့်ပြုချက်မဲ့မြေပုံချင်းလုပ်ငန်းများအတွက်19ရက်3လ2025ရဲ့နေ့တွင်ရက်ဆိုင်ရန်ရန်ကုန်မြို့တော်စီမင်းတာယာမှအကြောင်းကြားခဲ့ပါသည် ကြောင်းကြခဲ့ပါသည်19ရက်နေ့19ရက်3လဒါ2025 2025ရက်မှာပေါ့ဗျာဒီမြေကြီးဖို့တိုင်းရက်ဖို့ရန်ကုန်မြို့တော်ဆီမြောက်သွားပြီးအကြောင်းကြားတယ်အဲ့တော့ဒီရန်ကုန်မြို့မှာကျွန်တော်တို့ဒီဒီကျွန်တော်တို့မြေယာနဲ့ပတ်သက်ရင်အခွင့်အာဏာရှိဆုံးကရန်ကုန်မြို့တော်ဆီပင်မှာဆီပင်မှာသူတို့ကသွားပြီးတော့မြေကြီးတွေဆက်မဖို့ဖို့သူကသွားပြီးတော့သွားတားတယ်ပေါ့ဗျာသွားတားတယ်တိုးတော်လည်းပဲဒီမြေပေါ်ကြီးလုပ်ငန်းများဆက်လက်ဆောင်နေတဲ့အတွက်22ရက်3လ2025ပေါ့ဗျာ25 ရပ်မှာတဲ့ထပ်မံ၍ဒီရန်ကုန်မြို့တော်အစီအစဉ်သားရဲ့ကော်မတီမှာဒါကျွန်တော်တို့ထပ်ပြီးတော့အကြောင်းစာစာပေးပို့ခဲ့ပါတယ်ပေးပို့ခဲ့တယ်ပေးပို့ခဲ့တယ်အဲ့မှာကျွန်တော်တို့19ရက်နေ့က19ရက်3လကကျွန်တော်တို့ဒီရက်ဆိုင်မှုရန်ကုန်မြို့တော်အစီအစဉ်အကြောင်းကြားခဲ့တယ်ပြီးရခါမှာဒီအဖွဲ့ကအဲ့ဒီမှာအမျိုးသမီးအုပ်စုပေါ့ဗျအဲ့ဒီ group အဲ့ဒီ group ကျွန်တော်သိပါတယ်တချိန်ကြာလေလိုအပ်ရင်ကျွန်တော်ထုတ်ပြောလိမ့်မယ်အဲ့ဒီ group ကဒီမြေပုံကြီးလုပ်ငန်းတွေသူဆက်လက်ဆောင်ရတယ်ဆောင်ရတဲ့22ရက်3လ2025ရက်မှာ2025မှာဒါထပ်ပြီးရန်ကုန်မြို့လို့စီမံအကြောင်းကြားပါတယ် အကြောင်းကြားတယ်ပထမတစ်ချိန်အကြောင်းကြားတယ်ဒုတိယချိန်အကြောင်းကြားတယ်တကယ်တော့ hate ဆို hate ကမှာတိတ်ဆိုတိတ်ကမှာမလုံးနဲ့ဆိုမလုံးနဲ့လောက်အောင်မှာမလုံးနဲ့ဆိုလုံးဝမလုံးနဲ့လောက်အောင်မှာအဲ့တော့တစ်ချိန်လဲတားတယ်နှစ်ချိန်လဲတားတယ်ဗျာတော်တော်လေးတော့စိတ်ရှိတယ်ခင်ဗျာလမ်းပြေးသေးတယ်ရှင်းကြည့်ပါလားချက်ချင်းရှင်းလားမြင်ပါလေကျွန်တော်လဲရန်ကုန်မှာနေလာခဲ့တဲ့သူပါတို့ရတွင်တဲ့ဒီလုပ်ငန်းများဆောင်ရွက်နေတဲ့အတွက်24ရက်3လ24ရက်3လ2025တွင်ရန်ကုန်မြို့တော်စီမံခန့်နေပြီးတော့သူရဲ့ဒီစီမံသားရဲ့အုပ်ဥပဒေ3တနှစ်ကာကြီးအရတော်ဆန်းဆန်းຫນွယ်အား မြို့နယ်တရားရုံးမှာစီမင်းသားရေးသူဥပဒေရပါဗျာအဲလာတာမြို့နယ်မှာတဲ့ငွေတန်း3သိန်းပြည်နယ်ချမှတ်ခဲ့ပါတယ်ငွေတန်း3သိန်းခင်ဗျာအဲ့ဒီမြို့ကကျဘီလီယံနဲ့ချီတန်တယ်ဗျာပထမ16ရက်နေ့မှာဒါတွေဆက်မလုပ်ဘူးရန်ကုန်မြို့ရဲ့စီမင်းသားလာတာတယ်ဂယူမဆိုင်ကိုဆက်လုပ်တယ်20ရက်နေ့မှာအကြောင်းကြားတယ်ထပ်မှန်လို့ပါတယ်ထပ်မှန်အကြောင်းကြားတယ်ဒါပေမဲ့ဂရီးမဆိုင်ဘူးအဲ့တော့ဂရီးမဆိုင်တဲ့အတွက်24ရက်နေမှာသူတို့ဒါအမိန့်ချလိုက်ပါ3သိန်း3သိန်း ကျွန်တော်3သိန်းဆိုတာမြန်မာငွေ3သိန်းပါကျွန်တော်အမေရိကန်ဒေါ်လာ3သိန်းလည်းမဟုတ်ပါဘူးတရုတ်ယွမ်3သိန်းလည်းမဟုတ်ပါဘူးထိုင်းဘတ်3သိန်းလည်းမဟုတ်ပါဘူးမြန်မာငွေ3သိန်းဒါဟိုဖြစ်ပါတယ်ပြည်တန်ချမှတ်ခဲ့တော့လဲဆက်လက်ဆောင်ရနေတယ်အဲ့ဒီလိုပြည်တန်ချမှတ်တယ်အဲ့ဒီလိုကျွန်တော်တို့3သိန်းလည်းပြည်တန်ချမှတ်ပြီးပါပြီပြည်တန်ချမှတ်နေတာတော့မှအဲ့ဒီအမျိုးသမီးတစုကပြည်တန်ချမှတ်ခဲ့တော့လဲအဲ့ဒီအမျိုးသမီးတစုကဆက်လက်ဆောင်ရနေကြအောင်တွေးရပါတယ်ဆိုလိုတာကဆက်လက်ဆောင်နေဆိုတာကမြေကြီးတွေဆက်ဖို့နေပါတယ်အဲ့ဒီတော့ဂရန်ပဲဖြတ်ခဲ့ပြီဖြစ်ပါတယ်ကဲခင်ဗျာရူးတော်လို့ဆိုအဲ့ဒါကိုပြောတာမလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာ မလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာကဲပထမတည့်ရဗျာခင်ဗျားတို့တရေပြချုပ်မှာရှေးပါဆိုလို့16ရက်နေ့ကဆက်မလုပ်ဖို့အကြောင်းကြားလို့အကြောင်းကြားတာပို့တယ်စီမင်းရနဲ့အကြောင်းကြားတာပို့တယ်မြေကြီးဒီခရံထုတ်ပြရလဲစီမင်းရမှာထုတ်ပြရ ထုတ်ပြတဲ့သူတွေကပြန်တားရတယ်ဒါပေမဲ့ဟိုကဂယူးမဆိုင်ဘူးပြီးရင်ကျွန်တော်တို့ဒီ20ရက်နေမှာသွားပြီးတော့ထပ်တားရတယ်ဒါပေမဲ့ဂယူးမဆိုင်ကိုထပ်ဖို့တယ်ပြီးရင်ကျွန်တော်ဒီ24ရက်နေမှာသူတို့ဒါဒေါ်စန်းစန်းတွေကိုသူတို့ကဒီကြက်ကြက်ငွေ3သိန်းဒါစီမင်းသားအုပ်ဝီတွေကသူတို့ငွေတန်ပြစ်ခဲ့ငွေတန်ချမှတ်ခဲ့တယ်တိုးတော်လည်းပဲအဲ့ဒီမျိုးသမီးကဂယူးမဆိုင်ဘူးပြစ်တန်ချမှတ်ခဲ့တော့လည်းဂယူးမဆိုင်ဆက်လက်ဆောင်ရတယ်အဲ့နောက်ကျွန်တော်တို့ဒီဂယံပယ်ဖြတ်လိုက်တယ်ဗောဗျာကဲခင်ဗျားတို့စဉ်းစားကြည့်ဒီဒီထုတ်ပြတဲ့အဖွဲ့ကြီးကမင်းတို့မလုံးနေတော့လို့ပြောတာကိုဂယူးမဆိုင်ဘူးအချိန်ချင်းအဲ့ဒီဒလားမျိုးမှာ အဲ့ဒီလူတစုကလူတစုရှိတယ်နာမည်တွေမပြောဘူးနောက်ပိုင်းကျွန်တော်ပြောမယ်လူတစုကမြေခွက်တွေကိုကျွန်တော်တို့အများပြည်သူနေတဲ့မြေခွက်တွေမှာမတရားရယူရတယ်အများကြီးပဲတချို့ဆိုဒီရန်ကုန်မြို့ဒီရောင်တိုင်းစုဒီအစိုးရဖွဲ့နေဆိုင်ငံ့လောက်ထိုင်နေရတယ်အများကြီးပဲရှိသေးတယ်ရှိသေးတယ်အဲ့ဒါတစ်ချက်ရန်အဲ့ဒီဒလာမာကကျွန်တော်တို့မြေစည်းကအရန်ကောင်းသွားပြီဒီတရားကြီးကလည်းပြီးတော့မြေစည်းကခင်ဗျအရန်ကိုတက်နေတာ လက်ရှိပြခင်ဗျားတို့မြင်အောင်စဉ်းစားကြည့်ဒီရန်ကုန်မြို့ဗပဲတန်းတို့လာတာတော့အဲ့ဒီတကြောမှာကျွန်တော်တို့မြေရချဲ့လို့မရတော့ဘူးလက်ရှိတရားကြီးကလည်းထိုးပြီးသွားပြီဆိုတော့ကိုရီးယားမြန်မာချစ်ချေတရားထိုးလိုက်ပြီဆိုတော့ဒီဘက်မှာခင်ဗျားမြေစည်းတာမနေတော့ဘူးမနေတော့ဘူးအဲ့အဲ့ဒါကိုသိတဲ့သူတွေအုပ်စုတွေကဒီလွတ်နေတဲ့နေရာတွေပေါ့ဗျာလွတ်နေတဲ့နေရာဘယ်နေရာမှာသူတို့ဝင်ပြီးကျူးလို့ရမလဲအဲ့မှာလည်းခင်ဗျားလူမိုက်တွေကအခွင့်အာဏာတော်တော်ရှိတယ်ဗျာအဲ့မှာရှိတဲ့ဒီခြံစိုးခတ်တဲ့အဖွဲ့တွေကဒီလူမိုက်တွေအားပြုတယ်လူမိုက်တွေအားပြုပြီးတော့ဘယ်သူမှထွက်ပြီးဖုန်းမရိုင်းနေတော့ဖုန်းရိုင်းဒီမှာတော့ဒီမှာဒါ ဒီမှာဒုတ်ဒီမှာဒါအဲ့လိုဓာတ်လေးဆိုခင်ဗျာလွယ်ပြို့သွားတာလွယ်ပြို့သွားပြီလွယ်ပြို့ခြံစုခတ်တာအဲ့တော့ကျွန်တော်မေ့ချင်တာအဲ့မှာရှိတဲ့ကျွန်တော်လုံချုံရေးဖွဲ့စည်းရတာဘာကြောင့်ဒီလိုဒုတ်ဓာတ်ကင်ဆောင်မှုကိုဘာလို့အရင်မြူတာလဲဒါကျွန်တော်တို့တရားဝင်စုမှုရေးရပြောတာဘာလို့အရင်မြူတာလဲပေါ့လူပိုက်တွေခင်ဗျာသွားစစ်ကြည့်တာအဲ့မှာဒုတ်တွေဓာတ်တွေပါတယ်ဒုတ်တွေဓာတ်တွေပါတယ်ဒါကျွန်တော်ဒုတ်တွေဓာတ်တွေပါတာမြင်တာဘယ်ပြောတာမမြင်တာဘယ်ပြောတာမဟုတ်ဘူးအဲ့လိုရှိတယ်ဗျအဲ့တော့ဒီဒီတောက်ရေကန်ကိစ္စဆိုခင်ဗျာကြည့်လိုက်ဒီစီပင်သားရဲ့အမိန်ကိုဘယ်လောက်နာခံလဲဆိုအဲ့ဒါပဲကြည့်လိုက်အဲ့တော့ဒါတော့အဲ့အချိန်လေးပေါ့ဗျာ ဲ့တော့ဆက်ပြီးပြောချင်တာကကျွန်တော်ဒီအပိုင်းမှာဒလားနဲ့တုံတူတော့ကားလန်းလမ်းဘေးဝယ်ရတော့ကြည့်မယ်။သွားကြည့်တော့အဲ့ဒီလေယာဉ်မြေတွေပေါ်မှာဘယ်သူတွေခြံစည်းထုတ်ခဲ့လဲကျွန်တော်မသိဘူး။ကျွန်တော်ကမှတ်လာမယ်။ဟုတ်ပြီ။ဘယ်အဲ့ဒီဒလားတုံတူတော့ကားလန်းမိုင်းတိုင်းဘလောက်ဘလောက်နဲ့ဘလောက်ဖာလုံးကြားမှာလမ်းဘေးဝယ်ရမှာဘယ်နေရာမှာခြံစည်းထုတ်ခတ်ထားတယ်။ဟုတ်ပြီ။အဲ့ဒါကဘယ်ဝါနဲ့နီးရဲ့ဘယ်နေရာဘယ်နေရာပေါ့အချက်လက်တွေကျွန်တော်ယူမယ်။ကျွန်တော်ယူပြီးတော့ကျွန်တော်တိုင်းပြည်အစိုးရဘက်မေးမယ်။ရန်ကုန်ပြည်တော်စီမံဘုံမေးမယ်။ပြန်ကျွန်တော်တို့ဒီဒလားမျိုးတွေမှာလည်း case တွေရှိသေးတယ်ဆက်ပြီးတွားကြည့်ဦးမယ်ဒါတော့ကျွန်တော်ဒလားမျိုးအချင်းနေ ဒါကျွန်တော်တို့ဒီလုပ်ကိုလုပ်တယ်ဆိုတာကဒီလုပ်ကိုလုပ်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်နိုင်ငံသားတယောက်ရတောင်းထမ်းတာနိုင်ငံသားတယောက်ရတောင်းထမ်းတာဒီလိုကိစ္စတွေတော့ခင်ဗျာဘယ်သူမှတော့ဒီကျွန်တော်တို့ရနိုင်ငံတော်ကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြူဘူးအောက်ချိန်မှာကြိတ်နေတာကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြူဘူးအောက်ချိန်မှာလုံနေတာဒါတော့ကျွန်တော်တို့နိုင်ငံတော်အကြီးကြီးတွေသိအောင်လုပ်ရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အစိုးရနဲ့မီဒီယာဆိုအပြန်လဲကျွန်တော်တို့အကျိုးပြုရတာဗျအကျိုးပြုရတာကျွန်တော်လုပ်တဲ့အလုပ်တွေအားလုံးအတိတ်ပဲရှိတယ်တိုင်းပြည်ကိုချစ်လို့လုပ်တာဒါပဲလက်ရှိဒီဒလားဒလား ဒလားမျိုးဒီတောက်သုံးရေခိုင်ညပတ်သက်ပြီးတော့ကျွန်တော်လုပ်တယ်ဆိုတာကလည်းဒီဒလားမျိုးကိုချက်တယ်ပဲဒလားမျိုးလည်းကျွန်တော်တို့ကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေပဲလေကျွန်တော်မြောက်ွယ်ပြုစရာလိုလို့လားအဲ့တော့အဲ့ဒီနေရာကြီးမှာဗျာကျွန်တော်တို့ဒီဖုံးကျောင်းဆောင်မယ်စားတင်ကျောင်းဆောင်မယ်ဆေးရုံဆောင်မယ်အများပြည်သူတွေကအတုံးတက်မရအဆောင်မယ်ဆိုကျွန်တော်ဘာပြောစရာလိုလို့ဒါလုံးတင်တာပေါ့အများပြည်သူတွေကကျွန်တော်တို့လုံးရတာပဲလုံးဝလုံးတင်တယ်လေအဲ့လိုမှမဟုတ်ပဲနဲ့ခင်ဗျတူးတူးတယောက်သွားပြီးတော့ခင်ဗျပေးတာတော့ခင်ဗျဘလို့မှမရဘူးဒါတော့ခင်ဗျဘလို့မှခွင့်ပြုစရာမရှိဘူး အဲ့တော့ဘလို့မှခွင့်ပြုစရာမရှိဘူးအဲ့တော့ကျွန်တော်ဆက်ပြီးတော့ဆက်လုပ်မယ်ဒုတိယသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမဲ့ကျွန်တော်ဒီည80ပြည့်အထိမ်းအမှတ်မဟာမျိုးချစ်စစ်ပွဲစစ်ပွဲကြီးအောင်ပွဲပေါ့ဗျာအောင်ပွဲအခမ်းအနားကိုဆေးပြအခမ်းအနားကိုကျွန်တော်ဒီမြန်မာတပ်မတော်ကိုစားပြုအဖွဲ့ဒါမနေ့ကမိုးလဲပိုင်းကမန္တလေးလေးစေးကထွက်သွားပြီမန္တလေးလေးစေးကထွက်သွားပြီအဲ့တော့ ဒါကြီးတော့ကျွန်တော်တို့ဝမ်းသာစရာကောင်းတော့ဗျာဝမ်းသာစရာကောင်းတော့ဗောတကယ်ကျွန်တော်တို့ကဘာမှာတကယ်စစ်အင်အားအကြီးဆုံးဒါဒုတိယနေရာလောက်ချိန်တဲ့နိုင်ငံကြီးမှာတွားပြီးတော့မြန်မာတပ်မတော်ကတွားပြီးတော့ကျွန်တော်ဒီစေပြအခမ်းအနားမှာပါဝင်ပြသခွင့်ရတာကကျွန်တော်တို့နိုင်ငံအတွက်အများကြီးဒါဂုံယူရမယ့်ကိစ္စလည်းဖြစ်ပါတယ်ဂုံယူရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒါကျင်းပမဲ့ရက်ကဒီ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 ဗောဗျာဒီ မဟာမျိုးချစ်စစ်အောင်ပွဲကြီးကျင်းပမဲ့ရက်က2025ခုနှစ်မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ယင်းပြည်နီမှာကျင်းပမှာဖြစ်ပါတယ်ယင်းပြည်နီမှာကျင်းပမယ်အဲ့တော့အဲ့ဒီအခမ်းအနားမှာကျွန်တော်ဒီမြန်မာတပ်မတော်ကကိုစားပြုတဖွဲ့ဒါကျွန်တော်တို့မနေ့ကဒါမန်လေးရက်နေထွက်သွားပြီဒီလိုမျိုးဖြစ်လာရတဲ့အကြောင်းရင်းကလည်းပြီးခဲ့တဲ့ရက်ကဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုရှားနိုင်ငံခီးစီကိုသွားတယ်။သွားတဲ့အခါမှာဒီရုရှားသမ္မတကဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုပ်သွားတနည်းအားဖြင့်ခွင့်တောင်းတယ်ပေါ့ဗျာ။အဲခွင့်တောင်းတယ်ပေါ့။အဲတော့လာမယ့်ဒီ180ပြည့်ဒီ အခမ်းအနားကြီးမှာမြန်မာတပ်မတော်ကနေပြီးတော့ဒီကိုစားပြုဆေးပြတပ်ဖွဲ့တွေလွှတ်ပေးဖို့ဒါကျွန်တော်တို့ရုရှားတပ်မတော်ပူတင်ကပြောတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်ဒီနိုင်ငံတော်ဝင်ရောက်ရတယ်ဒါကိုချင်းချင်းနဲ့လက်ခံတယ်လက်ခံပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါဒီရင်းပြင်းဒီမှာမြန်မာတပ်မတော်ရဲ့ကိုစားပြုတပ်ဖွဲ့ဆေးပြအခမ်းဆေးပြမှုကိုကျွန်တော်တို့အလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါကဘာကိုပြနိုင်လဲဆိုတော့ရုရှားနဲ့မြန်မာနိုင်ငံရဲ့နှစ်နိုင်ငံကျွန်တော်တို့စစ်ဘက်ရဲ့ဘက်ဒါကျွန်တော်ချစ်ကြည်ခြင်းနဲ့မှု ကိုပြတာလည်းရောက်ပါတယ်တကယ်ကိုကျွန်တော်တိတ်ကိုခံထားတယ်အားလုံးကြည့်တော့ကျွန်တော်တို့ဒီဒီတကွက်လေးကတေးသေးလေးလို့ထင်ရပေမဲ့အဲ့ဒီနောက်ွယ်မှာလက်ပတ်နေတဲ့ရန်နေရာကြီးကအများကြီးရှိတယ်အကြီးကြီးကိုရှိပါတယ်ဒါကကျွန်တော်တို့ဒါတော်လေးလက်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဒါကဒီရုရှားမြန်မာနှစ်နိုင်ငံရဲ့ချစ်ချည်ရင်းနှီးမှုကိုပြလည်းဖြစ်ပါတယ်လက်ရှိလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဒီရုရှားမီဒီယာတွေလည်းတို့ရေးသားနေအတွေ့ရတယ်အဲ့ဒါကတော့ဒီငလင်းမြန်မာနိုင်ငံမှာဒီ မြန်မာနိုင်ငံမှာကျတော့ငလင်ကြီးလုတ်ခတ်ခဲ့တော့လည်းပဲဒီရုရှားနိုင်ငံကမြန်မာနိုင်ငံမှာတိစောက်ပေးမဲ့စီမံကိန်းတွေလုံးဝရပ်တန့်သွားခြင်းလုံးဝမရှိဘူးဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးသူတို့ဆက်ပြီးတော့ဆက်ပြီးဆောင်မယ်ထို့တူပါပဲကျွန်တော်တို့ဒီရုရှားနိုင်ငံရဲ့အကူအညီနဲ့ကျွန်တော်တို့ဒီနျူကလ িয়ার နဲ့လျှက်စစ်ထုတ်မဲ့စီမံကိန်းကိုလည်းရုရှားနိုင်ငံကမြန်မာနိုင်ငံမှာဆက်ပြီးတော့ကျွန်တော်အကောင့်ထဲပို့ပေးသွားမှာဖြစ်ပါတယ်ငလင်လုတ်တာကငလင်လုတ်တာတတ်တတ်ရုရှားကမြန်မာနိုင်ငံမှာယင်းနှိမ့်ုံနာမဲ့ကိစ္စတွေဆက်လုံးမှာဆက်လုံးမှာအဲ့တော့ဒီသတင်းကိုပြချုပ်ချင်တာကကျွန်တော်ရုရှားနိုင်ငံရဲ့တကယ်ရုရှားနိုင်ငံရဲ့ကြီးကြပ်မြင့်မတ်တဲ့အခမ်းအနားကြီး အခမ်းအနားကြီးမှာမြန်မာတပ်မတော်ရဲ့ကိုစားပြုဒါတပ်ဖွဲ့ကစီရေးပြအခမ်းအနားမှာပါဝင်ပြသခွင့်ရမှာကကျွန်တော်နိုင်ငံအတွက်ဒါကျွန်တော်တို့များစွာကြီးမားတဲ့ဂုဏ်ယူမှုကြီးတစ်ခုလည်းဖြစ်ပါတယ်တတိယဒေသကိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့အိန္ဒိယနဲ့ဒီပါကစ္စတန်နယ်စပ်ကက်စပီးယားဒေသမှာဧပြီလ22ရက်နေ့ကပါကစ္စတန်အစိုးရအဖွဲ့ရဲ့ကြော်တော်နောက်ခံပြုထားတဲ့ဒီကျွန်တော်စစ်သွေးကြောအဖွဲ့ကဝန်တိုက်လို့ဒီအိန္ဒိယနိုင်ငံသား အားလုံးကျွန်တော်25ယောက်သေးတယ်။နီဘောနိုင်ငံသားတယောက်သေးတယ်။အားလုံးကျွန်တော်တို့စုစုပေါင်း26ယောက်နေရာမှာပဲပွဲချင်းပြီးသေးတယ်။ပြီးရင်ကျွန်တော်လူပေါင်းများစွာဒဏ်ရာရတယ်။အဲ့တော့ဒီကက်စမီးယားဒေသနဲ့ပတ်သက်ရင်ဒီအိန္ဒိယနိုင်ငံသားတွေမှာလည်းကက်စမီးယားဒေသကြီးတစ်ခွင်လုံးကသူတို့ပိုင်နေပါကစ္စတန်နိုင်ငံသားတွေရဲ့ရင်ဘတ်ထဲမှာဆိုရင်လည်းဒီကက်စမီးယားဒေသကြီးတစ်ခုလုံးကသူတို့ပိုင်နေအဲဒီဟာကြီးကကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံဖြစ်တည်မှုအိန္ဒိယနိုင်ငံဖြစ်တည်မှုကနေစပြီးတော့ကျွန်တော်တို့တတိယပြည်များအင်္ဂလိပ်လောက်ကနေလွတ်လာပြီးတဲ့နောက်ပိုင်းမှာဒီယနေ့အထိဒီကက်စမီးယားဒေသနဲ့ပတ်သက်ရင် ပါကစ္စတန်နဲ့အိန္ဒိယကအများအားကျွန်တော်တို့စစ်မှတ်ဖြစ်ပွားခဲ့တဲ့အနေအထားတွေတော့ဖြစ်ခဲ့ပါတယ်။တတော်ကြီးကိုတို့ဒါဒါကြကျွန်တော်တို့ဒီဒီနေမြေနဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံကကျွန်တော်တို့မကြခဏဆိုသလိုထိတွေ့မှုတွေကတော်တော်လေးဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဒီကက်စပီးယားဒေသကိုအခြေပြုပြီးတော့ဒါလက်ရှိဖြစ်ခဲ့တဲ့အခြေအနေကလည်းဒီကက်စပီးယားဒေသမှာဆိုရင်ဒီအိန္ဒိယပိုင်တဲ့ပိုင်နယ်ထဲကိုပါကစ္စတန်ကျောတော်နောက်ကပြုထားတဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကဝင်ရောက်တပ်ဖြတ်တိုက်ခိုက်တာဖြစ်ခဲ့တဲ့ဟာကလည်းအိန္ဒိယပိုင်နယ်ထဲမှာဖြစ်တာပါကစ္စတန်နိုင်ငံပိုင်နယ်ထဲမှာဖြစ်တာမဟုတ်ဘူး ဖြစ်တာမဟုတ်ဘူးအဲ့တော့ဒီ cashmere data ကတကယ်ကိုတော်တော်လေးလှတဲ့ data လည်းဖြစ်ပါတယ်ခင်ဗျားတို့အဲ့မှာဒီဒီကိုယ်ကမှရိုက်ရှာလိုက်ရင်တော်တော်တွေ့ရပါတယ် cashmere data ရဲ့လှပမှုပေါ့အဲ့တော့မြန်မာနိုင်ငံသားတွေဒီ cashmere data ကိုရောက်တဲ့သူတွေအများကြီးပါပဲကျွန်တော်တို့မရောက်ပါဘူးကျွန်တော်တို့ကဒီ Google ကနေပဲကြည့်တာပါနော် Google ကနေကြည့်တာပါအဲ့တော့လက်ရှိလည်း ဲ့လက်ရှိလဲကျွန်တော်ဒီကက်စမီးယားဒေသမှာဒီလိုမျိုးဒီအကြမ်းဖက်မှုတွေဖြစ်စဉ်တွေဖြစ်လာပြီဆိုတော့အဲ့ဒီလိုဖြစ်လာပြီးနောက်ပိုင်းမှာဒီအိန္ဒိယနဲ့ဒီပါကစ္စတန်နဲ့နိုင်ငံကသူတို့ဒါစီအသိအပြည့်မှုတွေဖြစ်လာတယ်ပြီးရင်ကျွန်တော်နိုင်ငံတန်အဖွဲ့တွေအပြန်အလှန်နှင်ထုတ်မှုတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံထဲမှာရောက်နေတဲ့ပါကစ္စတန်နိုင်ငံသားတွေကိုအိန္ဒိယဆိုတာပြန်ပြီးနှိမ့်လွှတ်တာတွေပါကစ္စတန်နိုင်ငံထဲမှာရှိနေတဲ့အိန္ဒိယတန်အဖွဲ့ကိုဒီပါကစ္စတန်နိုင်ငံကပြန်လွှတ်တာတွေပြန်ပြီးတော့လွှတ်တာတွေ ဒါတို့အစီအမံလုပ်ပါတယ်တနည်းအားဖြင့်လက်ရှိဆိုကျွန်တော်တို့ဒီကနေ့မနက်တထင်းမှာဖတ်ရတာကဒီအိန္ဒိယအစိုးရကဒီပါကစ္စတန်နိုင်ငံအိန္ဒိယအစိုးရကအိန္ဒိယအစိုးရကသူရဲ့အိန္ဒိယနိုင်ငံထဲမှာရောက်ရှိနေတဲ့ဒီပါကစ္စတန်ရဲ့တန်ဖွဲ့ကို48နှစ်အတွင်းသူထွက်ခွာဖို့ဒါအမိန်ပေးတာ၄အိန္ဒိယနိုင်ငံထဲမှာရောက်နေတဲ့ပါကစ္စတန်နိုင်ငံသားတွေကို ချက်ချင်း48နာရီတည်းကို48နာရီမြဲသူ့ရဲ့နိုင်ငံကိုပြန်ပို့တော့တင်ညွန်ညားတာတွေလောက်ရပါတယ်လုံနေပါတယ်အဲဒါကကျွန်တော်တို့ဒီတန်ငင်းတမန်ငင်းမှာလဲသူတို့တော်တော်ကြီးကိုကြီးပွတ်တိုက်မှုဖြစ်လာတယ်အဲ့လိုဒီကက်စမီးယားဒေသကိုအမိပြုတ်ပြီးတော့ဖြစ်လာတဲ့ပြိပကတွေနဲ့ပြိပကတွေနဲ့အကြောင်းပြုတ်ပြီးတော့ဒီအိန္ဒိယနိုင်ငံမှာကျွန်တော်မျိုးကြီးတွေမှာ ဘုံခွဲမှုတွေစတိုက်စတိုက်ဖြစ်ခဲ့တဲ့အစဉ်လာရှိမှရှိခဲ့တယ်။လက်ရှိဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီအိန္ဒိယအစိုးရကတော့သူ့ရဲ့နိုင်ငံအတွင်းမှာလုံခြုံရေးတင်းကြပ်မှုတွေလုပ်နေတယ်လို့ဒီအိန္ဒိယမီဒီယာတွေမှာလည်းကျွန်တော်ဖော်ပြနေတွေ့ရပါတယ်။ဒါကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါ။အဲ့တော့ဒီနေရာမှာကျွန်တော်ဒီကက်စပီးယားဒေသနဲ့ပတ်သက်ရင်လူပေါင်းလူတောင်းတဲ့ခြေတည်ခဲ့တဲ့အစင်လာတခုဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်အဲ့မှတ်တမ်းလေးကိုကျွန်တော်ပြန်ပြီးတင်ပြပါမယ်အဲ့ဒါကဒီ1989 1989ခုနှစ်ကာလမှာဒီကက်စပီးယားဒေသမှာပဲဒီအိန္ဒိယအိန္ဒိယနဲ့ ါကစ္စတန်တို့နှစ်နိုင်ငံဒါအငင်းပွားမှုတွေဖြစ်တယ်ဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံကြော်ပြီးတော့ဒီအပြန်လက်တပ်ဖြတ်မှုတွေဖြစ်တာပေါ့တပ်ဖြတ်မှုတွေဖြစ်တဲ့အခါမှာဒီအိန္ဒိယနိုင်ငံသားအားလုံးအဲ့မှာကျွန်တော်တို့တောင်းတဲ့ချီသေးပါတယ်ဒီပါကစ္စတန်ဘက်မှာလည်းသေးပါပါဒါနှစ်ဖက်ဒီတောင်းတဲ့ချီသေဆုံးမှုတွေများစွာတွေ့ရတယ်လက်ရှိဆိုရင်လည်းပဲဒီအိန္ဒိယအစိုးရကဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ ဲ့မှာကျွန်တော်တို့ဒီမြစ်ရှိတယ်ဗျာအဲ့ဒီမြစ်ကနေပြီးတော့အဲ့ဒီမြစ်ကကျွန်တော်တို့အိန္ဒိယနိုင်ငံပိုင်နယ်တွေကနေဖြတ်ရတဲ့အခါဆိုတော့ဖြတ်ရတဲ့အခါဆိုတော့ဒီရေကျိုးကိုအိန္ဒိယအကုန်ရတယ်အိန္ဒိယကဖွင့်မှာကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံသားတွေကရတာအဲ့မှာရှိတဲ့ဒီလေယာသုံးလုပ်ငန်းတွေမွေးမြူလုပ်ငန်းတွေစိုက်ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြရတယ်ဗျာလက်ရှိအဲ့ဒီမြစ်ကိုအဲ့ဒီရေပေးဝေးပေါ့ဗျာဒီရေပေးဝေးရေပေးဝေးကိုလက်ရှိဒီအိန္ဒိယအစိုးရကဖြတ်တောက်လိုက်တယ်ဖြတ်တောက်လိုက်တဲ့အတွက်ဒီဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကတော့ဒီရေပြတ်တောက်မှုနဲ့ကြုံရပြီကြုံရပြီနောက်တစ်ခုက ဒီနေ့ထပ်တွေ့လာကဒီအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံသူတို့နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ထားတဲ့ကုန်းတွင်းကုန်းတွင်းကျွန်တော်ကုန်သွယ်ဂိတ်ကိုလည်းအိန္ဒိယအစိုးရပိတ်လိုက်ပြီအိန္ဒိယအစိုးရပိတ်လိုက်ပြီတနည်းအားဖြင့်ကျွန်တော်အိန္ဒိယအစိုးရနဲ့ဒီပါကစ္စတန်အစိုးရကနှစ်နိုင်ငံဆက်သွယ်မှုလမ်းကြောင်းတွေအလုံးဖြတ်တောက်လိုက်ပြီဖြတ်တောက်လိုက်ပြီအဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အိန္ဒိယဒီပါကစ္စတန်နိုင်ငံဘက်ကကြည့်ရင်လည်းပါကစ္စတန်နိုင်ငံကအိန္ဒိယနိုင်ငံကိုကမ္ဘာတော်တော်မုန်းတယ်မုန်းရတဲ့အကြောင်းရင်းကဒီရခိုင်ကျွန်တော်တို့ဒီဘင်္ဂလားဒေ့နိုင်ငံကပါကစ္စတန်နိုင်ငံရဲ့ပိုင်နယ်ထဲမှာရှိတယ် ိုင်နယ်ထဲမှာရှိတာပေါ့အဲ့တော့ကျွန်တော်တို့ဒီနယ်မြေရှိကြတာပေါ့အဲ့ဒီဒီပါကစ္စတန်ပိုင်နယ်ထဲမှာရှိတယ်ပေါ့ဗျာပါကစ္စတန်နိုင်ငံထဲမှာရှိရဲအဲ့ချိန်မှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ဖြစ်လာမဲ့ဘင်္ဂလားဒေ့နိုင်ငံဖြစ်လာမဲ့ဒေတာကိုအိန္ဒိယအစိုးရကစေရေးအကူအညီပေးတယ်စေရေးအကူအညီပေးတယ်နောက်ဆုံးဒီနောက်ဆုံးကျွန်တော်တို့ဒီအဲ့ဒီဒေတာကဒါလွတ်မြောက်တဲ့ဒေတာတစ်ခုဖြစ်ပြီးတော့ဘင်္ဂလားဒေ့နိုင်ငံဖြစ်လာတယ်ပေါ့အဲ့ဒီအဲ့ဒီရကျွန်တော်တို့နိုင်ငံရဲ့ စီးရင်နိုင်ငံရှုပ်ထွေးမှုတွေကလည်းကြီးကြီးမားမားဖြစ်တယ်အဲ့ဒီအားတွေကကျွန်တော်တို့ဒီနိုင်ငံနဲ့ဒီကဘာရှိသူတွေဖြစ်နေမှာပဲနောက်တစ်ခုကဒီနှစ်ခုမှာကဒီပါကစ္စတန်နဲ့ဒီအိန္ဒိယနိုင်ငံနိုင်ငံရဲ့ဒီကိုယ်ွယ်ယုံကြည်မှုမှာသူတို့နှစ်နှစ်ခုကတော်တော်လေးကိုကျွန်တော်ပြဿနာတက်တယ်ပြဿနာတော်တော်ကြီးကြီးမားမားတက်တယ်အဲ့တော့အိန္ဒိယနိုင်ငံနယ်နိမိတ်တွေကနေပြီးတော့နွားတွေကိုကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံနဲ့ကိုးသွင်းတာတွေပြီးသွားရင်ကျွန်တော်တို့ဒီနယ်စပ်ခြံစည်းကိုဖောက်ပြီးတော့ပါကစ္စတန်နိုင်ငံသားတွေအိန္ဒိယနိုင်ငံသားခိုးဝင်တာတွေအဲ့ဒါဆိုရင်အိန္ဒိယကဘာလို့အသေးပြတ်တာအသေး တခါလေးပြတ်တက်ခိုင်းတာအဲ့တော့နောက်နိုင်ငံကကျွန်တော်တို့ဒီတမိုင်းနဲ့ချီပြီးတော့နိုင်ငံဖြစ်တည်မှုအရစပြီးတော့တနည်းအားဖြင့်အင်္ဂလိပ်နိုင်ငံရဲ့အင်္ဂလိပ်နိုင်အင်္ဂလိပ်အစိုးရရဲ့လွတ်လပ်ရေးပေးပြီးတဲ့နောက်ပိုင်းအရစပြီးတော့ဖြစ်လာတဲ့ပြိပကလည်းယနေ့ထိယနေ့ဒီပဲဖြစ်ပါလေအဲ့တော့ကျွန်တော်ဒီသတင်းပြန်ချုပ်ချင်တာကအေအီဘလာ၂၂ရက်နေ့ကဒီကက်စမီးယားဒေသမှာရှိတဲ့အိန္ဒိယနိုင်ငံသားတွေကိုဒီပါကစ္စတန်အစိုးရအဖွဲ့ကကျွန်တော်တို့ကပြုထားတဲ့အဖွဲ့ကဝင်တိုက်တယ်ဒါကအိန္ဒိယပိုင်နယ်ထဲမှာဖြစ်သွားတယ်အဲ့မှာကျွန်တော်တို့အိန္ဒိယနိုင်ငံသားအားလုံး 25ရောက်ဒီဘောနိုင်ငံသားတရားအလုံး26ရောက်သေးတယ်များစွာတန်ရန်ရတယ်အဲ့ဒီအဲ့ဒီအားတွေပြီးတော့ကျွန်တော်အကျိုးဆက်တွေအဖြစ်ဒါအိန္ဒိယနဲ့ဒီပါကစ္စတန်နိုင်ငံတို့နှစ်နိုင်ငံဒီတန်ဖွဲ့တွေအပြန်လန်းနေထုံးမှုတွေလုပ်တယ်အိန္ဒိယနိုင်ငံထဲမှာရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားတွေကိုဒါအိန္ဒိယဆိုတာပြန်သူရဲ့မိခင်နိုင်ငံကိုပြန်ခိုင်းတယ်ပြီးတော့ကျွန်တော်တို့ဒီကက်စပီးယားဒေသမှာအိန္ဒိယအစိုးရကထိချုပ်ထားတဲ့ရေဘေးဝေးရေးကိုတရှိအိန္ဒိယအစိုးရကဖြတ်တောက်လိုက်ပြီးဖြတ်တောက်လိုက်တဲ့အကျိုးဆက်ကြောင့်ဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့သူတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေများစွာ ဒါကျွန်တော်တို့ဒီရေတွက်တော်တော်ကြီးခက်ခဲသွားတယ်ပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယနဲ့ဒီပါကစ္စတန်နိုင်ငံကုန်သွယ်မှုပြုထားတဲ့နေဆက်ကိတ်ကုန်သွယ်နေဆက်ကိတ်ကိုလည်းဒါပိတ်လိုက်တယ်အိန္ဒိယဆိုတာပိတ်လိုက်တယ်ဒါတော့ကျွန်တော်တို့ဒါတော်တော်လေးစောင့်ကြည့်ရမယ်ထားပါဗျာအဲ့တော့နောက်လာမယ့်အချိန်တွေမှာဒါပါကစ္စတန်ကလည်းကြောတော့နောက်ခံပြူလာတဲ့အကြမ်းဖက်သမားတွေရခိုင်လိုပဲအိန္ဒိယနိုင်ငံထဲမှာဘုံခွဲနိုင်မလားအကြမ်းဖက်မှုတွေဘာတွေလုပ်နိုင်လဲပေါ့ဒါတွေကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီသတင်းတင်ပြရတာက ိုယ့်ရဲ့အိန္ဒိယချင်းနိုင်ငံတွေမှာဘာတွေဖြစ်နေလဲဆိုတာကျွန်တော်သိအောင်တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ရဲ့ဒီအချက်လက်အချို့ကြံခဲ့တာတွေရှိနေပါတယ်။အဲ့တော့ကြံခဲ့တာတွေရှိခဲ့ရင်လည်းနားလည်ပေးကြပါ။နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ရခိုင်ပြည်နယ်ရဲ့အခြေအနေတင်ပြပါမယ်။အဲ့တော့ရခိုင်ပြည်နယ်စစ်တပ်မျိုးမှာရှိတဲ့ရခိုင်ပြည်နယ်လွတ်တော်ရုံးအဲ့တော့လွတ်တော်ရုံးကိုပြန်ပြန်ပြီးတော့ပြုပြင်ဖို့အတွက်ပြုပြင်ဖို့အတွက်ကျွန်တော်တို့ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ဒီတင်တာခေါ်တယ်ပေါ့ဗျာ။တနည်းအားဖြင့်တနည်းအားဖြင့်လာမယ်လာမယ်ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာ လာမဲ့လာမဲ့ဒီရွက်ကောက်ပွဲကာလမှာဒီရခိုင်ပြည်နယ်မှာကျွန်တော်တို့ဒီလွတ်တော်နိုင်ငံရေးအခင်းကြီးတွေပေါ်လာမယ်အဲ့ဒီနိုင်ငံရေးအခင်းကြီးကနေပဲကျွန်တော်လွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေပေါ်လာတဲ့အခါမှာကျွန်တော်အစင်သင်ဖြစ်ဖို့အတွက်အစင်သင်ဖြစ်ဖို့အတွက်လက်ရှိဒီပြည်နယ်အစိုးရဖွဲ့တော့ဒီလွတ်တော်ပြင်ဆင်ဖို့အတွက်တင်တာတွေခေါ်နေပြီတင်တာခေါ်နေပြီအဲ့တော့အဲ့မှာဗားရေးထားလဲဆိုတော့သူတို့လုံးမဲ့ဟာက ဘတ်ဆုံသုံးခန်းမမျက်နှာချက်တွေပြုပြမယ်တဲ့ဘတ်ဆုံသုံးခန်းမကြံခင်းတွေပြုပြမယ်တဲ့ပြီးရင်ကျွန်တော်ဘတ်ဆုံသုံးခန်းမမီလိုင်းတွေတက်စင်မယ်တဲ့ပြီးရင်ကျွန်တော်အဲ့ဒီသာအကြီးသားပြင်စင်မယ်ပေါ့အဲ့ဒီသာအကြီးသားပြင်စင်မယ်ပြီးရင်ကျွန်တော်တို့ဆက်ဆက်ပေါ့ဗျာအဲ့ဒီလွတ်တော်ပေါ့ဗျာကျွန်တော်တို့ဒီဆက်ဆက်ပြီးတော့ပြင်စင်မယ်ပေါ့အဲ့တော့ဒါဘာကြောင့်ပြင်စီရလဲဆိုလွတ်တော်လုံးပါမလို့ပြင်စင်တာလွတ်တော်လုံးပဲတနည်းအားဖြင့်ရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲထွက်ပလာတဲ့ကိုယ်စားလှယ်တွေလွတ်တော်တက်မယ်လွတ်တော်တက်ပြီးတော့ကျွန်တော်ရခိုင်ပြည်နယ်ရဲ့အရေးကိုဒီလွတ်တော်ကနေသွားမယ်ပါမယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာကျွန်တော်မြို့နယ်၃မြို့နယ်လောက်ပဲဒါကျွန်တော်တို့ဒီနာဆကဘက ထဲချွတ်တာရှိတယ်။ဂျန်နေဟာတော့ကျွန်တော်တို့စစ်သွေးကြွားတွေစစ်သွေးကြွားအိမ်နဲ့အပေါင်းပါတွေထဲချွတ်တာဆိုဖြစ်တယ်။တိုးဆိုလည်းပဲလက်ရှိဒီမြန်မာနိုင်ငံကြီးကဒီနေ့ဒီမျိုးနောက်နေ့ဒီမျိုးဖြစ်နေတာဆိုတော့ဗျာ။အဲ့တော့ကျွန်တော်တို့ကစောင့်ကြည့်ရမှာလို့ဘာမှမရှိဘူး။အဲ့တော့ဘာကြီးဆက်ဖြစ်မလဲပေါ့။ဟာဘာကြီးဆက်ဖြစ်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။